ကျွန်တော်ရအောင်မင်းတော်က Drag and Fish Show ကနေပြီးတော့ကြိုးစားပါတယ်။ကျွန်တော်ကတော့ဘာဘူးသတင်းတွေကိုအများအားတင်ဆက်ပေးနေတဲ့စင်မင်းပါ။ဆိုတော့ကျွန်တော်ဘော်ဒူးနေ့ညမှာဆိုရင်တော့ကျွန်တော် Champion League ပွဲစဉ်အဖြစ်ကိုဒါကျွန်တော်တို့ Antrak Frankfurt ရဲ့အိမ်ဝင်းကိုသွားပြီးတော့ကစားရအောင်မယ်။ဆိုတော့ဘယ်လိုပဲကျွန်တော်တို့ဘာဘူးပြိသက်တွေကဗျာအခုဒီ Man United အသင်းကိုရှုံးပြီးတဲ့အချိန်မျိုးမှာစိတ်ခံစားချက်တွေကနည်းနည်းလေးပြောင်းသွားတယ်။ အရင်တော့ကတော့ကျွန်တော်ခရစ်စတယ်ပဲလေးအသင်းကိုရှုံးတော့ကတော့နောက်ထပ်တပွဲကိုခက်မြန်မြန်ကြည့်ခြင်းတယ်။ဘာကြောင့်လဲဆိုတော့အော်ဒီပွဲရှုံးပြီးတော့နောက်ပွဲငါတို့ပြန်လာနိုင်မှငါတို့တွေကအားအင်အပြည့်နဲ့ဆက်ပြီးတော့အားပေးရမှာ။ဒါပေမဲ့လည်းအဲ့ဒီနောက်ထပ်လာတဲ့ဂါဒါစာရီနဲ့ပွဲစဉ်နဲ့ရှုံးတယ်။အဲ့ဒီရှုံးတဲ့အချိန်အထိဂါဒါစာရီကိုရှုံးရင်လည်းကျွန်တော်တို့နောက်ထပ်တပွဲကိုခက်မြန်တက်တက်လာစေခြင်းတယ်။အဲ့အိမ်မှာချယ်စီနဲ့တွေ့တယ်။ချယ်စီကိုလည်းကျွန်တော်တို့ထတ်ရှုံးတယ်။အဲ့အိမ်မှာနင်းနေလို့ဒါဝေဝါးသွားပြီဗျာ။ ပွဲပွဲကိုမျောတဲ့နေရာမှာနည်းနည်းလေးဝေဝါးသွားပြီအဲအဲ့ဝေဝါးနေတဲ့အချိန်မှာ international break ကဝင်လာတယ်ဆိုတော့နည်းနည်းလေးအသားပြန်ကျသွားအသားပြန်ကျသွားပြီးတော့ international break အပြီးမှာကျွန်တော် United ကိုအိမ်ကွင်းမှာအမှန်အကန်ဖြုတ်မယ်ဖျဲမယ်ဆိုပြီးတော့ကျွန်တော်တို့ကြီးကြွေးကြော်ထားတာတကယ်တမ်းအဖြုတ်ခံလိုက်ရတာကိုအသိန်းဖြစ်သွားအဲ့လိုမျိုးကျွန်တော်တို့အဖြုတ်ခံပြီးကြတဲ့ကနည်းနည်းလေးပြာဘာဘူးပွဲလာမှာကတော့မှပဲနည်းနည်းလေးစိုးရင်နေတဲ့ထင်မှာတော့ပါလာပြီပြာတဖြည်းဖြည်းနဲ့ပြိတ်သက်နေနေကဆိုတော့ အန်ရွတ်ဖရန်ဘတ်ကလက်ရှိအနေအထားမြင်မှာဂါတာဆာရီလိုမျိုးအသင်းကိုတောင်မှပဲသူတို့ကအိမ်ကွင်းမှာ5-1ဆိုတဲ့ရလဒ်နဲ့အပြတ်အသတ်ကိုကျိတ်ထားတာဒီနေရာမှာကျွန်တော်တို့ကဂါတာဆာရီကိုတွားပြီးတော့ရှုံးထားတာနော်ဝမ်ဇီဆိုတဲ့ရလဒ်နဲ့ဝမ်ဇီဆိုတဲ့ရလဒ်နဲ့ရှုံးထားတာအဲ့ဒီပွဲမှာတော့မှပဲတကယ်တမ်းဆိုရင်အလီဆင်ဘက်ကာရာမကယ်ခင်ကျွန်တော်တို့ဝမ်ဇီမကောက်ဘူးကျွန်တော်ရှုံးမှာဆိုတော့ဒီလိုမျိုးအသင်းကိုအနိုင်ရထားတဲ့အသင်းနဲ့ကျွန်တော်တို့ကတွားပြီးတော့အဝေးကွင်းမှာတွားကစားရမှာ အဲလက်ရှိ Android front back ရဲ့ form ကလည်းအရန်ကောင်းနေတာမဟုတ်ဘူး။တိုးပေမဲ့သူ့ရဲ့အိမ်ကွင်းအဝေးကွင်းရဲ့ကစားပုံကြီးကအရန်ကြီးကိုကွာခြားတယ်ဗျာ။အဝေးကွင်းမှာသူတို့ဒါဗာလေ Atletico Madrid ကို5-1ဆိုတဲ့ရလဒ်နဲ့ရှုံးနေ။ Atletico Madrid ကတော့လဘာဘူးကိုရှုံးထားတယ်။ဒါပေမဲ့ Atletico Madrid ရဲ့အိမ်ကွင်းကိုသွားကစားရတယ် Android front back ကဂိုးပြတ်ရှုံးတယ်။သူတို့ကအဝေးကွင်းဆိုတော်တော်လေးအားနေတာကိုတွေ့ရပြီးအိမ်ကွင်းမှာဆိုရင်ကြောက်စရာကောင်းတဲ့ခြေစွမ်းမျိုးကြီးကိုသူတို့ကပြတတ်တယ်။ဆိုတော့ကျွန်တော်တို့က Android front back အိမ်ကွင်းကိုသွားကစားရမယ်။အဲ့ဒီ ပွဲအတွက်ကျွန်တော်တို့ကဘလောက်ထိအောင်မျှော်မှန်းထားတယ်။တဘာဝပြိသက်တွေအနေနဲ့ဗျာလက်ရှိအခြေအနေမှာဟိုပုံမှန်လေးလေးပြောရင်တဘာဝပြိသက်တယောက်အနေနဲ့ကျွန်တော်အဲ့ဘွဲကိုအများကြီးကမမျှော်လင့်ရတော့ဆိုတော့တရေတမတ်ရရင်ပဲကျင်နန်းရပါပြီဆိုတော့ခံစားချက်မျိုးအထီအောင်စင်းလာတာဗျာဒီလိုမျိုးကျွန်တော်တို့မခံစားရတာတော်တော်လေးကြာနေပြီဒီလိုမျိုးမခံစားတော်တော်လေးကိုကြာနေပြီဗျာဆိုတော့တော်တော်လေးကိုမှစိုးနေတဲ့အနေအထားတစ်ခုတော့မှလဘဘုကရောက်နေပြီလို့လည်းပြောလို့ရတယ်ဗျာ လက်ရှိကျွန်တော်တို့ကချန်ပီယံလိမှာချန်ပီယံဖြစ်ချင်တဲ့အသင်းအာဒီရှုံးပွဲတွေမတိုင်ခင်ပြောတာပေါ့လေဒီရှုံးပွဲကမကတိုင်ခင်မှာကျွန်တော်တို့ကချန်ပီယံလိမှာချန်ပီယံဖြစ်ချင်တယ်ပရီးမီးယားလိမှာဘတ်တူဘတ်ချန်ပီယံကိုကာဝယ်ချင်တယ်အဲဒီလိုမျိုးကြွေးကြော်ထားရနေပြီးတော့လေးပွဲစတိုင်မထင်မဲ့ရှုံးသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ယုံကြည်မှုကနည်းနည်းလေးစပြီးတော့ရိမ့်ရိုင်လာတာပေါ့လေဒါကလည်းအသင်းရဲ့လက်ရှိကစားပုံကြီး founding နဲ့အရာပြန်ပြီးတော့ကြည်တာ ဘယ်လိုမျိုးလဲကိုယ့်ရဲ့စိတ်ခံစားချက်ကိုဦးစားပေးပြီးပြောတာတော့မဟုတ်ဘူးဗျာဒီနေ့မှာကျွန်တော်တို့အသင်းပြခဲ့တဲ့ခြေစွမ်းနေအသင်းကပြန်ပြန်အသင်းကိုကစားခဲ့တဲ့ပုံစံတွေဒါကတိကိုကြည့်ပြီးတော့ကျွန်တော်တို့ကနောက်လာမယ့်ပွဲစဉ်ကိုစိုးရင်မိတာဗျာဆိုတော့အဲ့ဒီပွဲစဉ်မှာအာနီစတော့နေနဲ့ဘာတွေလုပ်ပြမလဲဘာတွေသူအတက်နိုင်ဆုံးဘလောက်ထိအောင်လုပ်ပြမလဲကျွန်တော်တို့ကတော့ဗျာဘယ်လိုမျိုးလဲဟိုအတက်နိုင်ဆုံးတော့နိုင်စီကျင်တယ်ဗျာနိုင်စီကျင်တာထက်ကျွန်တော်တို့ဒီအဆုံးတွေအရှုံးတွေကိုအဆုံးသတ်စီကျင်နေပြီဗျာ တကယ်အရှုံးတွေကိုတကယ်အဆုံးသတ်စေချင်တယ်လေးပွဲစတိုက်ရှုံးနေဆိုရဲအရှုံးပါဗျာလေဘာဘူးကအဲ့အရှုံးကိုနောက်ဆုံးရှုံးခဲ့တာက2014ဒါ Brandon Roger ရဲ့လက်ထက်မှာနောက်ဆုံးရှုံးခဲ့တာဗျာဒီလားအဲ့တုန်းကနောက်ဆုံးရှုံးခဲ့အဲ့တုန်းကကျွန်တော်မမမရကျွန်တော်တို့ငငယ်လေးပဲရှိတယ်ကျွန်တော်ကြောင်းတက်နေတယ်ကလေးဘွားပဲရှိသေးတယ်ဗျာအဲ့တုန်းကနောက်ဆုံးရှုံးခဲ့တာအဲ့တော့အဲ့တုန်းကတော့များကြောင်းမှာအလောင်ခံရတဲ့ feeling ကြီးပါဗျာအခုချိန်ပြန်ဖြစ်နေတဲ့ feeling ပဲအခုချိန်အဲ့လိုမျိုးပြန်ဖြစ်နေတဲ့အတိုင်းခံစားချက်ကြီးပဲဗျာဆိုတော့တဖြည်းဖြည်းနဲ့အသင်းက ပုံစံပြက်လာတယ်ပုံစံပြက်လာပြီးတော့တိုက်စစ်ခံချက်ကဟန်ချက်မညီဘူးဒီနေရာမှာအာနေဆောင်အနေနဲ့ဘာတွေထပ်ပြီးတော့လုံလာတယ်ဟောဒါကိုကျွန်တော်တို့တစ်ချက်လောက်ဆက်ပြီးတော့ပြောကြည့်အောင်ပေါ့လေဆိုတော့ဒီကမတိုင်ခင်ကျွန်တော်ကျွန်တော်ကိုယ်ယူမေးချင်တာက Android front pad နဲ့ပွဲမှာဒါပါဘူးရဲ့ရလက်တွေဘယ်လိုမျိုးထွက်လာမလဲလို့ထင်တယ်ကျွန်တော်ကိုယ်ဘယ်လောက်ရလက်တွေရလာမလဲလို့ထင်လဲညာအနိုင်ရလက်တစ်ခုကိုပုံဖော်နိုင်မလဲလို့ထင်ကြလို့ထင်ကြတယ်ကျွန်တော်အာနေဆောင်ဘာတွေလုံလာမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်ပြောကြည့်အောင်ဆိုတော့ လက်ရှိအသင်းမှာကကိုတနေ့တုန်းကမန်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိကကွင်းလည်ဆောင်မှဖြစ်တဲ့ဂရမန်ဘက်ကဒဏ်ရာရသွားတဲ့ပုံစံမျိုးတွေပြတယ်အဲ့ဒီအပြင်ကိုမှလက်ရှိမှာဆိုရင်နာနောက်ထပ်ကစားသမား2ဦးလောက်လေဒဏ်ရာပြဿနာကြုံနေသေးတယ်ဆိုပြီးတော့သတင်းတချို့အရာပေါ်ပြထားတယ်ဆိုတော့ဘယ်စားသမားတွေလဲတော့အတိအကျတော့ပြောမထားဘူးတေးကြတာကဂရမန်ဘက်ကဒဏ်ရာပြဿနာကြုံသွားတဲ့ပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ် ဒါကတော့တိတ်ပြောတော့ကိစ္စတော့မရှိဘူးပေါ့လေ Grammar Map မပါဘူးဆိုပေမဲ့လည်း Alistar ကိုပြန်သုံးပြီးတော့ Garnet ဂျုံကိုတော့သုံးလို့ရတယ်။ဒါပေမဲ့ Grammar Map က DRD မှာလဘာဘူးရဲ့အကောင်းဆုံး player တဦးဖြစ်နေတာ။လက်ရှိလဘာဘူးရဲ့အကောင်းဆုံးကစားသမား2ဦးကိုပြောပါဆိုရင် Grammar Map နဲ့ Dominate ဆိုဆိုင်မှာကျွန်တော်တို့ကထိုးပြစရာရှိတာ။ထိုးတော့ထိုးစမ်းတယ်နော်ကျွန်တော်တို့က set တရာလုံးမှာအသင်းမှာလက်ရှိပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ကစားသမား7ဦးလုံးမှာအကောင်းဆုံးကစားသမား3ဦးကိုရွေးပါဆိုရင် တိုက်စစ်ကရှုကူအီဂီတီဂီဒါပြီးလို့ရှိရင်ကျွန်တော်တို့ကွင်းလေကဒိုမီနိတ်ဆိုဘူစလိုက်နဲ့ဂရမ်ဘတ်၃ခုလောက်ပဲရှိတာဆိုတော့ဒါကလက်ရှိပရီးမီးယားလိချန်ပီယံဖြစ်ခြင်းတဲ့အသင်းချန်ပီယံလိမှာချန်ပီယံဖြစ်ခြင်းတဲ့အသင်းမှာရှိနေတဲ့ねကျွန်တော်တို့ရေဝေါ်ရီတင်မဟုတ်တော့ရှိနေတဲ့ rating တွေလည်းမဟုတ်ကြဆိုတော့ဒါတွေကိုအနေနဲ့အနေနဲ့ဘာတွေဖြည့်ရှင်းလာမလဲတိုက်စစ်မှာတော့ဗျာကျွန်တော်ထင်တာကဗျာဒီလားအဲ့ဒီပွဲစဉ်မှာ ဖျူကူအီကီတီကီကိုပြန်ပြီးတော့ပွဲထွက်လာတဲ့နယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဖျူကူအီကီတီကီပါခဲ့တဲ့ကျွန်တော်တို့ယာတီအစ၅ပွဲလုံးအနိုင်ရထားတယ်။ဒါအလက်ဇန္ဒားအီဆက်ကိုမကောင်းလို့ပြောတာမဟုတ်ဘူးเนาะ။အလက်ဇန္ဒားအီဆက်ကအချိန်တိုင်သူ့အနေနဲ့သူပြန်ပြီးတော့အဆင်ပြေမဲ့ကစားသမား။ဒါကကျွန်တော်တို့အပြည့်အဝယုံကြည်ပြီးသားသားမှပြ။အလက်ဇန္ဒားအီဆက်ကိုခေါ်ကလေးကကျွန်တော်တို့ကဘယ်လောက်ထောင်ယုံကြည်မှုရှိတယ်ဆိုတာအကုန်လုံးသိကြတယ်။ဆိုတော့လက်ဇနာအီဆက်ကိုမကောင်းလို့ပြောတာမဟုတ်ဘူးယူကူအီဂီတီဂီကလက်ရှိလဘာဘူးအသင်းအတွက်ပွဲထွက်ဖို့အတွက်အထိုက်အတန့်ဆုံးကစားသမားတစ်ခုတဦးလို့တော့ကျွန်တော်မြင်တယ်အဲ့ဒီပြင်ကတော့တောင်မန်နေရာက မိုးဆာလာရဲ့နေရာကိုခီးအေးဆာကိုနည်းနည်းလေးတုံးကြည့်တင်တယ်။လက်ရှိခီးအေးဆာကဒီယာဒီမှာလဘဘူးအတင်းအတွက်188မိနစ်ပဲကစားပေးထားတာ။188မိနစ်ပဲကစားပေးထားတာနော်။ပြောရမယ်ဆိုရင်ကျွန်တော်တို့ကနှစ်ပွဲစာပဲကစားရသေးတယ်။မင်းနဲ့60 60နှစ်ပွဲစာပဲကစားရသေးတာအဲ့ဒီလိုမျိုးအနေထားမျိုးမှာသူက twin ကိုနဲ့ဘိုးဖန်တီမှုစုစုပေါင်း5ကျင်းအထိလုပ်ပြထားတယ်ဒါကတကယ်တော်တော်လေးကောင်းတဲ့ဂိန်းကနန်အချက်လက်နော်တော်တော်လေးကောင်းတဲ့ဂိန်းကနန်အချက်လက်အဲ့ဒါတော့မှပဲ arnage တော့အနေနဲ့က ဒါခီးဆောက်ကိုမတုံးမင်းနဲ့မိုးစာလာကြီးကိုပဲတုံးတုံးနေတာကြီးကတိတ်ပြီးတော့တော့ဟိုသဘောတော့မတွေးလောက်ဘူးပေါ့လေဒါပေမဲ့လည်းသူ့ကိုမိုးစာလာကိုတုံးလို့တော့ပြောတာမဟုတ်ဘူးကမိုးစာလာကပွဲထွက်ခွင့်ရတဲ့တဲ့ဒါပေမဲ့မိုးစာလာကိုအချိန်အတိုင်းသာတစ်ခုထိပဲတုံးစေချင်တာဗျာဒါကိုဒါ Antra Frankfurt နဲ့ပွဲစဉ်မှာအာနီရှော့နဲ့ပြုပြင်လာမလားကျွန်တော်တို့ဒါတွေတော့တခြားလောက်တော့စောင့်ကြည့်အောင်လို့ကျွန်တော်အဲ့ပွဲစဉ်မှာစောင့်ကြည့်ရမယ့်အရာကအများကြီးရှိတယ်။ကွင်းလည်နေရာမှာဆိုရင်လည်း ဒါကားနေဂျုံကိုသုံးမလားအလစ်စတာကိုသုံးမလားဒိုမီနစ်ဆိုဘူဆိုင်ကိုသိကြရပြာဒိုမီနစ်ဆိုဘူဆိုင်ကားနေဂျုံအလစ်စတာကိုသုံးမလားဒိုမီနစ်ဆိုဘူဆိုင်အလစ်စတာဖရန်ဗီယက်ကိုသုံးမလားဘယ်သူကိုသုံးမလဲသိကြတာကဂရန်ဗက်တာဒန်ယာပြဿနာကြောင့်နားရမယ်ဆိုရင်တော့အဲ့ဒီပွဲစဉ်ရဲ့ပွင့်လေကတော့လဘဘူးအသင်းအတွက်နည်းနည်းလေးတိုင်ပတ်အောင်ပါနည်းနည်းလေးတိုင်ပတ်အောင်ပါအဲ့ဒီပွဲစဉ်မှာလေတောင်မန်ကတော့ထားလိုက်ပါတော့ဗျာကိုရီကပူပဲရှိတော့ကိုရီကပူပဲသုံးနေပဲဆိုပါစို့ဆိုတော့အဲ့ဒီပွဲစဉ်ကိုအဲ့ဒီလူစင်းအတိုင်းနဲ့ဆိုရင်ရောအဆင်ပြေနိုင်လား တော်ကိုအရင်နဲ့အဆင်ပြေနိုင်နေထင်ကြလားဒါပေမဲ့ဘယ်လိုပြောမလဲပြကျွန်တော်တို့အဲ့ဒီပွဲစဉ်ကိုအနိုင်ရဖို့အတွက်ဆိုရင်တော့တေချာပေါက်တိုက်ချက်၃ခုနေရာမှာရှုကူအီဂီတီဂီခီစာဒါမှမဟုတ်လို့ရှိရင်စာလာကိုမိနစ်60လောက်ပဲထားပြီးတော့ကိုရီကပိုးနဲ့ပွဲထွက်လာတဲ့ အဲ့ဒါကလည်းဘာဘူးအသင်းအတွက်အသင်းတော်ဆုံးတိုက်စစ်၃ရောက်ပဲလို့ကျွန်တော်ထင်တယ်အသင်းတော်ဆုံးပဲဗျာလက်ရှိဒီဆက်ရဲ့ပုံစံကလည်းနည်းနည်းလေးသူကကစားသမားရင်းနဲ့နားလည်မှုလေးနည်းနည်းလေးလိုအပ်နေသေးတယ်အဲ့ဒါကြီးကိုကျွန်တော်ဒီဟာကြီးကိုမဖြစ်မနေဘူးကိုတုံးရမယ့်ပွဲစဉ်မှာအဲ့ကစားသမားကိုခဏလေးအောက်ပြီးတော့ရှုပ်ကူ EGD ကိုပြန်တုံးလိုက်တယ်ကပိုကောင်းတဲ့အရာလို့ပဲကျွန်တော်မြင်နေဗျာပြီးရင်ကွင်းလယ်နေရာမှာဆိုရင် ပွဲထွက်လာတဲ့ကစားသမားတွေကတော့ ဒိုမီနိတ်ဆိုဘိုစတိုင်အကယ်၍ဂရမ်ဘတ်ကောင်းရင်တော့ဂရမ်ဘတ်ဒိုမီနိတ်ဆိုဘိုစတိုင်အလစ်တာပေါ့လေဒါမှမဟုတ်လို့ဂရမ်ဘတ်မကောင်းဆိုရင်ဒိုမီနိတ်ဆိုဘိုစတိုင်ကားရီဂျုံနဲ့ဖရန်ဗီယက်တို့ကိုပွဲထွက်လာတဲ့လို့ထင်တယ်။ဘာလို့ဖရန်ဗီယက်ဆိုတာကဗျာသူကဂျာမန်မီမှာအသားကြပီစားပလေယာဂျာမန်ဂျာမန်အသင်းအနေနဲ့ဆိုရင်ဗျာသူက AC တိကစားတဲ့ပလေယာဆိုတော့သူစိတ်ကြိုက်ကစားတတ်တဲ့လီမျိုးမှာပြန်ကစားရတာဆိုတော့ဗျာသူ့အတွက်အများကြီးအခွင့်အရေးတွေရလာနိုင် ဆိုတော့ from v ရဲ့ dominant solo style grandback ကောင်းတော့ grandback grandback မကောင်းဘူးဆိုရင်တော့ကားတွေကြောင့်လိုပဲထင်တယ်ဒီနေရာမှာ alistar ကိုကျွန်တော် line နဲ့ out side နဲ့ထင်မှာပါတယ်အဲဆို alistar ကလက်ရှိပြနေတဲ့ခြေစွမ်းတွေရတယ်နည်းနည်းလေးတိုင်ပတ်နေတယ်ဆိုတော့နောက်တန်းခန်းစစ်၄ဦးနေရာမှာပြန်ပြီးတော့တော့ကြည့်မယ်ဆိုရင်နောက်တန်းခန်းစစ်နေရာမှာတော့ကျွန်တော်တို့ညာနောက်ခန်းနေရာကိုကျွန်တော် frame bound ကို30ချင် frame bound ကဘာပဲပြောပြောပြဒီနေရာဒီမှာသူကပွဲအများကြီးမကစားရဘူးဆိုပေမဲ့သူကအဲ့ခန်းစစ်နေရာအတွက်ကိုတော်တော်လေးကိုမှတင့်တော်နေကစားသမားလို့ထင်တယ် ဘာကြောင့်လဲဆိုတော့ဒါဂျာမန်မျိုးကိုသွားပြီးတော့ဆော့ရရပွဲလို့ပဲသူလဲ foreign v ရလို့ပဲဗျာပြီးခဲ့တဲ့ຢာဒီကသူဂျာမန်မျိုးကဘလောက်ကောင်းခဲ့လဲဒီຢာဒီမှာလဲသူဂျာမန်မျိုးကိုပြန်တဲ့ခါကျရင်လဲတော်တော်လေးကောင်းတဲ့ခြေစွမ်းကိုပိုင်ဦးမယ်လို့လဲကျွန်တော်မျှော်လင့်နေဆိုတော့ civilian မှာဆိုရင်တော့ကျွန်တော်တို့ကရွေးချယ်စရာမရှိဘူး ibrahim ma kona di နဲ့ဘာကေဘန်နိုက်ကိုပဲကျွန်တော်တို့သုံးရမှာ ဆိုတော့ left back နေရာမှာတော့ဒါကျွန်တော်တို့ middle ကကကကိုနည်းနည်းလေးအောက်ပြီးတော့ Andrew Robertson ကိုထုတ်လာတင်တဲ့ထင်မှာပါတယ် Andrew Robertson ကိုပွဲတင်မိနစ်အများကြီးမပေးဘဲနဲ့သူ့ကို45မိနစ်တောင်မှမဟုတ်မိနစ်60လောက်ပဲသုံးပြ Andrew Robertson ကိုမိနစ်45မိနစ်60လောက်မိနစ်50 60လောက်သုံးတယ် Andrew Robertson ကကြာသွားမယ်ဆိုတော့မဟုတ်ဘူးမှန်တယ်ပြသူ့ကိုပွဲတင်ပြီးသုံးရင်တော့ Andrew Robertson ကကြာဒါမှန်တယ်ဗျာအမှန်တရားဒါပေမဲ့ပွဲတင်ပြီးမသုံးဘဲနဲ့ဗျာမိနစ်40 50လောက်သုံးတာကတော့ Andrew Robertson ကကြာမှာမဟုတ်ဘူး ဆိုတော့အန်ဒီရောဘတ်ဆင်ကိုတော့ဒါထုတ်လာတင်တယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ကိုရီကောင်ကအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လူစင်းတွေထုတ်လာတင်တယ်လို့ထင်ရတယ်ဘယ်လိုများလဲရှားလောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါအောင်ကျေးဇူးများကြီးတင်ပါတယ်ဗျာ